ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြောလဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဇင်ဘာလ17ရက်နေ့ည8:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာပါ ဆိုပြတဲ့စင်နဲ့ဝင်းမုံရွှေမိင်္ဂလာဆောင်မှာတောင်းမဝင်းနိုင်တဲ့ရွှေ၁၄ဘိတ်တာတန်ဘရက်ကြီးနဲ့အခုလိုမိင်္ဂလာဆောင်သွားတဲ့အရှင်မင်းသမီးရင်လက်အတိတ်ကမသိတော်တဲ့ဗီဒီယိုဖိုင်တစ်ပိုင်းကြောင့် Miss Universe National Director လိုင်းစင်ကိုဆုံးရှုံးရတော့မဲ့ထူအန်လွင်ပါဠိဘာသာနဲ့ဖြစ်ရတဲ့အပိဓမ္မာဗုဒ္ဓဝင်စာမေးပွဲကိုဘာသာစုံဂုံတူးနဲ့အောင်လို့ထူးချွန်လို့လေးစားကြည့်ကျူးခံနေရတဲ့ထွန်းအင်ဒရာဘုံစတဲ့တဲ့ရင်များပဲဖြစ်ပါရဲ့ရှင်။ ိုပြည်တဲ့စင်နဲ့ဝင်းမုံရွှေရီမင်္ဂလာဆောင်မှာတောင်းမဝင်းနိုင်တဲ့ရွှေစလေးဘိဒါတန်ဘရက်ကြီးနဲ့အခုလိုမင်္ဂလာဆောင်သွားတဲ့အရှင်မင်းသမီးလေးရှင်လက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီအပိုင်းနဲ့ဩစတြေးလျကနေလာတဲ့ချစ်သူလေးနဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့တာကတော့တရုတ်ဆောင်မင်းသမီးရှင်လက်ပေါ့ပရိသတ်တွေအားလုံးကထိတ်တန့်မင်းသမီးတွေဖြစ်တဲ့ဝင်းမုံရွှေရီဆိုပြည်တဲ့စင်တို့ရဲ့မင်္ဂလာပွဲတွေကိုအခမ်းအနားဆုံးလို့သတ်မှတ်ခဲ့ကြပါပါတယ်ဒါပေမဲ့အခုတော့အရှင်မင်းသမီးရှင်လက်ကအဲ့ဒီစံချိန်တွေကိုရွှေရောင်ဝင်လက်နေတဲ့ ဲ့ရွှေစလေးပိတာဘရက်ကြီးနဲ့ဝေကောင်စံချိန်တင်းနဲ့ရိုက်ချိုးလိုက်ပြီပဲဖြစ်ပါတယ်ဒီဇင်ဘာလ10ရက်နေ့မှာတော့ရန်ကုန်မြို့ရဲ့အထင်ကရပန်ပစိဖိတ်ဟိုတယ်ကြီးမှာရင်လက်နဲ့သူမရဲ့ချစ်သူတို့ရဲ့မင်္ဂလာပွဲကြီးကိုတကယ်ကိုကြီးကြေခမ်းနားစွာနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်ဟိုတယ်တစ်ခုလုံးကမင်္ဂလာခဲမကြီးကိုပန်းတွေအမီးဆိုင်တွေနဲ့အလှဆင်ထားတာကနှက်ပြီတစ်ခုလိုပါပဲဒါပေမဲ့ဒီအလှတရားတွေအလုံးကို လွှမ်းမိုးသွားတာကတော့သူတို့သမီးရင်လက်ရဲ့ကိုဘော်ကအစင်တန်စာတွေပါပဲပရိသတ်တွေပါဇက်အဟောင်းသားဖြစ်သ ်သွားရတဲ့အချက်ကတော့ရင်းလဲဝစ်စင်ထားတဲ့ရွှေဘေးရက်ကြီးပါပဲ။သတင်းတွေအရာဒီရွှေဘေးရက်နဲ့ရွှေတဲပစ္စည်းတွေရဲ့အလေးချိန်ဟာစုစုပေါင်းရွှေ14ဘိတ်သာအထိရှိတယ်လို့သိရပါဗျ။စဉ်းစားကြည့်ပါ။14ဘိတ်သာဆိုတာအသာမန်လူတစ်ယောက်သေဖို့တောင်မလွယ်ကူတဲ့အလေးချိန်မှာဒါကိုရင်းလက်ကမင်္ဂလာဝစ်စုံနဲ့အတူစက်တီရှိရှိဝစ်စင်ထားတာကတကယ်ကိုအေဂရီတပားလို့ပါပဲ။နှိုင်းရှင်ကြည့်မယ်ဆိုရင်တော့ငွေကြီးချမ်းသာပါတယ်ဆိုတော့ဝစ်မုံရွှေကြီးစုပြည့်တဲ့ဇင်တို့ရဲ့မင်္ဂလာပွဲဒီမှာတောင်ဒီလောက်များပြားတဲ့ရွှေပမ မာနကိုဝိစင်နာမတွေ့ခင်ရပါဘူး။ရှင်လက်ကတော့အရှင်မင်းသမီးပြည်ပြည်လုံးရင်ပြက်ပြက်လုံးတယ်ဆိုတဲ့ပုံစံနဲ့မြန်မာတိုင်းနိုင်ငံလုံးကမျက်လုံးပြူးသွားအောင်ဝစ်စင်ပြလိုက်တာဖြစ်ပါတယ်။ဒီလောက်တန်မှုကြီးတဲ့မင်္ဂလာပွဲကိုဖန်တီးပေးတဲ့သူကတော့ဩစတြေးလျနိုင်ငံမှာနေထိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်တထေသာဖြစ်တဲ့သတို့သားလေးပဲဖြစ်ပါတယ်။ Priority ဓာတ်ပုံလေးတွေထွက်လာကြတဲ့ကသတို့မျိုးရဲ့လက်ဖက်ညီမှုနဲ့ချစ်စရာကောင်းမှုတွေကပရိသတ်တွေကိုဖန်ဆားခဲ့ပြီးသားပါ။ ဒရိုသားကရင်လက်ကိုတကယ်ကိုတံပိုးထားပြီးတော့လိုလေးသေးမရှိထားနိုင်သူဆိုတာဒီမင်္ဂလာပွဲကသက်သေပြနေပါဗျ။ဒီပွဲရဲ့နောက်ထပ်စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ရင်လက်ရဲ့မိကပ်နဲ့ဝတ်ဆောင်ဒီဇိုင်းပါပဲ။ရွှေတွေအများကြီးဝတ်ထားပေမဲ့ရိုင်းမသွားပဲမြန်မာစစန်းချက်တည်ရှိပြီးတော့ခင်မီတဲ့အလှတွေကိုပေါင်းဆက်ထားတာတွေ့ရပါဗျ။ပရိသတ်တွေကလည်း fighting မင်းသမီးလေးကအပြင်မှာတော့တကယ်ကိုနန်းစံတဲ့မင်းသမီးလေးပါလားဆိုပြီးတော့ချီးကျူးနေကြတာပါ။ ဒါအပြင်သတို့သားကလည်းရင်လက်ကိုတုံနေအောင်ချစ်တာမြင်ရတော့မိန်းကလေးချင်းတောင်မှမနာလိုခြင်းစရာပါပဲ။မကြခင်မှာရင်လက်တယောက်ခင်မုန်းတဲ့ရှိရာအော်စတြေးလျကိုလိုက်သွားတော့မလား။ဒါမှမဟုတ်အနုပညာအလုပ်တွေဆက်လုပ်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အခုလိုမျိုးပြေဆောင်တဲ့အင်ထောင်ဘန်းနဲ့လက်တွဲခွင့်ရတာကသူမရဲ့အနုပညာသက်တမ်းတစ်လျှောက်စူးစမ်းခဲ့မှုတွေရဲ့ရလက်ကောင်တစ်ခုလို့လည်းပြောလို့ရပါတယ်။ နေလကေမှာရွှေစလိပိဒါနဲ့မျက်စိချင်းအောင်လုပ်ခဲ့တယ်လို့ညပိုင်းတင်နာပါတီမှလည်းအားမရောခဲ့ပါဘူး။ရှင်လက်ကညပွဲအတွက်တန်ဖိုးကြီးစိန်ပရက်တွေစိန်လဝိရဏနာတွေနဲ့တဖန်ပြောင်းလဲဝစ်စင်ခဲ့ပြန်ပါတယ်။မိယအောင်မှာတလလတောက်ပနေတဲ့စိန်တွေနဲ့အတူသူမရဲ့ဒီဇင်မာညရဲ့အလှပဆုံးဘယင်မတပါလို့ဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။ တချိန်ကဗီဒီယိုဇာတ်ကောင်းတွေမှာအရှင်ကွက်တွေနဲ့ကြံကြံတန်းတန်းတွေ့ခဲ့ရတဲ့ရင်လက်ကအခုတော့ရွှေရွေစိန်ရွေသားမှနူးညံ့သိမ်မွေးစွာနဲ့အချစ်သစ်ဘဝတိတ်ကိုစတင်လိုက်ပါပြီ။ဒါဟာမိန်းကလေးတိုင်းအားကြရတဲ့ happy ending တစ်ခုပါပဲ။ကဲပရိသတ်ကြီးဝင်းမုံရွှေကြီးစိုးပြတဲ့ဇင်တို့တောင်မဝင်နိုင်ခဲ့တဲ့ရွှေစလေးပိတ်တာတန်ရွှေပရက်ကြီးနဲ့ရင်လက်ရဲ့အမင်္ဂလာပွဲပေါ်မှာဘလို့မြင်ကြလဲ။ရင်လက်တို့ဆောင်တဲ့အတွက်အကုန်ပြစကားလေးတွေကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ အတိတ်ကမသိတော်တဲ့ဗီဒီယိုဖိုင်တစ်ပိုင်းကြောင့် Mesni Boss National Director လိုင်းစင်ကိုဆုံးရှုံးရတော့မယ်ထူအန်တွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပြိုင်ပွဲမှာအနိုင်မရရင်အတိတ်ကလုပ်ခဲ့တာတွေကိုအပြစ်တင်တာကတရားမျှတမှုရှိရလားဆိုတာမေးခွန်းထုတ်စီရပါဒီရက်ပိုင်းအလှမယ်လောကမှာဖြစ်ပျက်နေတာက ရုပ်ရှင်ဇလန်းတစ်ပုဒ်လိုပါပဲ Miss Universe မြန်မာ MUM line ဇင်ကိုရယူဖို့ကြိုးစားနေတဲ့ထူအပ်လွင်တယောက်အခုချိန်မှာမမျော်လင့်တဲ့အတားအဆီးတစ်ခုနဲ့အရင်ဆိုင်နေရပါတယ်။အဲ့ဒါကတော့သူ့ရဲ့အတိတ်ကမသိတော်တဲ့ video file ဟောင်းတစ်ခုကိုပြိုင်ဘက်တွေက Miss Universe Organization MUOC ကို တိုင်ကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ဇလန်းကတော့ဒီလိုပါ MUM line ဇင်ကို73နှစ်တိုင်တိုင်ကန်တွေ့ခဲ့တဲ့ဝါရင် National Director ဒေါ်စိုးယူဝင်းနဲ့လက်ရှိအောင်မြင်မှုတွေဇတိုင်ရယူနေတဲ့ထူအပ်လွင်တို့အပြိုင်ဆိုင်ဖြစ်နေခြင်းမှာ ဒေါ်စိုးယူဝေဘက်ကသူ့အလွင်ရဲ့အရှုပ်တော်ပုံဗီဒီယိုဖိုင်တစ်ခုကို MU ဌာနချုပ်စီကိုပေးပို့ခဲ့တယ်လို့သတင်းထွက်ပေါ်နေပါတယ်။ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။သူ့အလွင်လိုပုံရိပ်မျိုးရှိတဲ့သူကဂုံသိက္ခာကြီးမားတဲ့ Miss Universe လိုင်စင်နဲ့မတင်တော်ကြောင်းထောက်ပြပြီးတော့လိုင်စင်ကိုသူ့ရဲ့လက်ထဲမရအောင်တားဆီးဖို့အတွက်ပဲဖြစ်ပါတယ်။ဒီလုံရဲ့ကြောင့်ပဲသူ့အလွင်နေနဲ့ MU လိုင်စင်ကိုဆုံးရှုံးရဖို့ရှာကန်နှုံးများသွားခဲ့ပါတယ်။ဒါကစွမ်းဆောင်ရည်နဲ့ရှင်ပြိုင်တာမဟုတ်ပဲပုဂ္ဂိုလ်ရေးဆန်လုံးနဲ့လို့သူ အလွင်ဘက်ကပြင်းပြင်းထန်ထန်ဝေဖန်တုံ့ပြန်ထားပါတယ်။ဒါပေမဲ့ပြည်သက်အများစုကတော့ထူးအလွင်ဘက်ကပဲယက်တီနေကြတာပါ။ဘာကြောင့်လဲဆိုတော့အတိတ်ထက်လက်ရှိအရလက်ကပိုအရေးကြီးလို့ပါပဲ။ထူးအလွင်ရဲ့စွမ်းဆောင်ရည်ကိုကြည့်လိုက်ပါ။ Miss Grand International မှာနီနီလေးအိမ်ကို First Runner အရအောင် သဲဆွန်ငိန်ကိုစကန်ရနာအယအောင်လှုံ့ဆောင်ပေးနိုင်ခဲ့ပါတယ်။ Little Miss International ပြိုင်ပွဲမှာဆိုရင်လည်းနှစ်ပေါင်းများစွာ Unbleached ဖြစ်ခဲ့တဲ့မြန်မာအလှမယ်သမိုင်းမှာ Top 10တိရအောင်အလှမယ်နာနာနဲ့အတူသမိုင်းသစ်ရေးထိုးပြနိုင်ခဲ့ပါတယ်။ဒေါ်စိုးယူဝေရဲ့စတုံးနှစ်သာကာလမှာတော့သူစားဝင်းလည်းတယောက်သာ Top 21ဝင်ခဲ့တာနဲ့ရှင်ရင်ဒူးအလွန်ရဲ့ပံ့ပိုးမှု Supporting ငွေကြေးသုံးစွဲမှုနဲ့ဒီလိုမျိုးပံ့ပိုးမှုတွေကအများကြီးတာလွန်နေတာအမှန်ပါပဲ။ဒါကြောင့် Breakthrough တွေက National Director ဆိုတာအလုံး လုတ်တက်ဖို့ပဲလို့တယ်အတိတ်ကကိစ္စတွေမလုပ်ဘူးဆိုပြီးတော့ထူးအလွင်ရဲ့ Miss Universe ကိုင်းဆောင်တာကိုလိုလားနေကြတာဖြစ်ပါတယ်လက်ရှိအချိန်နဲ့ရဗီဒီယိုဖိုင်ကိစ္စကြောင့် MU ဘက်ကထူးအလွင်ကို National Director ပေးဖို့အတွက်တွန်းဆုတ်နေပြီးတော့တခြားတယောက်ကိုလွှဲပြောင်းပေးဖို့စဉ်းစားနေတယ်လို့သိရပါဗျ။ ဒီအပေါ်မှာသူအလွင်ကတော့လက်မခံပါဘူး။သူကကျွန်တော်မရရရင်တောင်ကျွန်တော်ရဲ့အဖွဲ့ organization တွေကလူတယောက်ရတဲ့နဲ့ကျွန်တော်ငွေတွေအချိန်တွေအများကြီးရင်းနှီးထားပြီးပြီ။တကယ်လို့ဒီလိုင်းစင်ကိုမရရင်အမျိုးကိုတရားစွဲမယ်လို့ပြည့်ပြည့်သားသားကြီးညာလိုက်ပါတယ်။ငွေယူပြီးတော့ပစ္စည်းမပေးတဲ့သဘောမျိုးဖြစ်နေလို့နိုင်ငံတကာဥပဒေအရဖြည့်ရှင်းသွားမယ်သဘောပါပဲ။ဒီပွဲကတော့အတော်လေးကိုကြမ်းပါတယ်။ဒေါ်စိုးယူဝင်နဲ့သူအလွင်ဘယ်သူနိုင်မလဲဆိုတော့စောင့်ကြည့်ရမှာပါ။ပြည်သက်တွေကတော့ပြန်ဆိုင်မှုပြင်းထန်ပေမဲ့ကိုယ်နိုင်ငံကိုစားပြုအလား မေရီအတွက်တော့အကောင်းဆုံးပံ့ပိုးပေးနိုင်မယ်သူကိုပဲလိုချင်ကြတာပါကဲပရိသတ်ကြီးပြန်ဘက်ကိုနိုင်ဖို့အတွက်အတိတ်ကဗီဒီယိုဖိုင်အဟောင်းကိုပြန်ဖော်ပြီးအသုံးချတဲ့ဒေါ်စိုးယူဝေရဲ့လုပ်ရအပေါ်မှာဘလို့မြင်ကြလဲတရားမျှတမှုမရှိဘူးလို့ထင်လားဒါမှမဟုတ်ပြန်ပွဲမှာနီလန်မရွေးဘူးလို့လဲယူဆလားမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ပါဠိဘာသာနဲ့ဖြေရတဲ့အဘိဓမ္မာဗုဒ္ဓဝင်စာမေးပွဲကိုဘာသာစုံဂုံထူးနဲ့အောင်တဲ့ထူးချွန်လို့လေးစားကြည့်ကျူးခံနေရတဲ့ထွန်းအင်ဒရာဘုံပြည်သူများအားလုံးမင်္ဂလာပါရှင် အားလုံးရဲ့အချက်တော်မင်းသမီးကြီးထွန်းဒရာဘိုကတော့အနုပညာလောကမှာဒါမှကတရဏာရေးဆိုင်ရာစာမေးပွဲကြီးမှာပါဘာသာစုံကုံတူးနဲ့ထူးချွန်စွာအောင်မြင်ပြီးတော့ပရိသတ်တွေကိုအင်အားသိမ့်စေခဲ့ပါတယ်။ထူးခြားတာကထွန်းဒရာဘိုဖြည့်ဆို့ခဲ့တဲ့စာမေးပွဲဟာရိုးရိုးဖျားစာမဟုတ်ဘဲအလုံးစုံကိုပါဠိဘာသာသက်သက်နဲ့ရေးသားဖြည့်ဆို့ရတဲ့ခက်ခဲနန်းနန်းလုံးနဲ့ဗုဒ္ဓဝင်စာမေးပွဲကြီးဖြစ်နေတာပါ။ ငွေကြေးချမ်းသာပြီးတော့နမဲကြီးမင်းသမီးတယောက်အနေနဲ့ login စီးစိန်ကိုခန်းစားလို့ရပေမဲ့ Thon in Drawer ကတော့အချိန်ကိုတန်ဖိုးရှိရှိနဲ့အတုံးချခဲ့ပါတယ်။ဒီလိုစ조사ဖြစ်ခဲ့တဲ့အတိအကထွန်အားကတော့မိခင်မြတ်တာပါပဲ။တဦးတဲတော်သားလေးအမေရိကန်ကိုကြောင်းသွားတက်ချိန်မှာသားကိုလွမ်းတဲ့စိတ်တွေကိုအလွမ်းတည်နေမဲ့ဆောင်တရားဓမ္မဘက်ကိုဥလှည့်ပြီးတော့ကုသိုလ်ယူခဲ့တာပါ။ တားကဟိုမှာပညာသင်ချင်းအမေကဒီမှာတရားဓမ္မလို့ဆိုရဲစိတ်တက်နဲ့စူးစမ်းခဲ့လိုက်တာအခုဆိုရင်တော့အနုပညာလောကမှာအစိုးရကြီးမနှောပြီးရင်ဒီလိုစာမေးပွဲကိုအောင်မြင်တဲ့ရှေ့ရှားပါပါအနုပညာရှင်တဦးဖြစ်လာခဲ့ပါပြီကဲပရိသတ်ကြီးတားကိုလွမ်းတဲ့စိတ်ကိုဘာသာရေးလို့ဖြစ်ရင်နဲ့ဖြေဖြောက်ကောင်အဘိဓမ္မာစာမေးပွဲကိုဂုံတူးဆောင်အဖြစ်ပါအောင်မြင်ခဲ့တဲ့ထိုးဟင်ဒရာဘိုရဲ့စိတ်တက်နဲ့ဇွဲလုံးလောက်ကိုဘယ်လိုမြင်ကြလဲထိုးဟင်ဒရာဘိုအတွက်ဝမ်းသာမုဒိတာစကားလေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်